အားလုံးခုနှစ်သားသမီးစင်များအားလုံးမင်္ဂလာပါအဲ့တော့မနေ့ကတော့ဘိုးစနေဆိုပြီးတော့တင်ကြရတဲ့ရေရာလေးလောက်ကြတယ်ပေါ့နော်ဒါပြီးသွားပြီဘိုးစနေဆိုတော့အခုထပ်မှပြီးတော့ဘာထပ်လာလဲဆိုတော့တစ်လေးလုံးပေါ့အင်ဂျင်နံပါတ်ခေါ်တာပေါ့နော်17ရက်17လကိုတစ်လေးလုံးဆိုရင်အင်ဂျင်နံပါတ်ဆိုပြီးတော့ထပ်ပြီးတော့ထူးကြတဲ့ရက်တည့်ပါပဲနော်ကနန်းလေးကဒါအင်မတန်မှကြီးပျော်ရှုပျော်ကောင်းတဲ့စိတ်ဝင်စရာစိတ်ဝင်စားစရာကောင်းတဲ့ကနန်းတစ်ခုပါ စက်တစ်စက်တွေဆိုတော့အမွာကနန်းလေးပေါ့နော်အဲ့တော့တစ်လေးလုံးကိုကျွန်တော်အနောက်တိုင်းမှာတော့ဒါအင်ဂျင်နံပါတ်ခေါ်တာပေါ့နော်နတ်သမီးရဲ့နံပါတ်တဲ့နော်နတ်သမီးနံပါတ်တစ်လေးလုံးအဲ့တော့မနှက်ပြန်ဆိုရင်17ရက်17လဆိုတော့တစ်လေးလုံးပေါ့အဲ့တော့တစ်လေးလုံးအကြောင်းကိုနည်းနည်းပြောပြမယ်ပြီးတော့ဘာတွေထူးကြလဲပေါ့နော်သူကအဲ့တော့ကနန်းကိုကြည့်တာနဲ့ရင်ထူးဆန်းထူးကြတဲ့ကနန်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့မနေ့ကပြောသွားတဲ့ဒီကိုးစနစ်တွေအကြောင်းကို ပြောစရာလေးတွေနည်းနည်းကြံသွားတာရှိတယ်တော်တော်များဒီ90နေရာဘာလဲဆိုရင်မသိကြဘူးအဲဆရာတွေကခိုင်းလို့တာဟိုဟာလောက်ဒီဟာလောက်ပါဆိုခိုင်းလို့တာလောက်ကြတာအဘာလဲ90နေရာဘာလဲဆိုတော့တော်တော်များသိပြီးသားဖြစ်မှာဟာနော်90နေအမြမအယူဆမှာဂမ်ဘီယာနဲ့ပတ်သက်တာနော်အဲ့တော့မတိသေးဘူးလေတိသွားအောင်လို့ပြောပြမှာဖြစ်ပါတယ်90နေဆိုတာအရင်ဆုံးကျွန်တော်တို့စနေဆိုတဲ့အကြောင်းအရာကိုပြောအောင် လူတွေမှာအဲ့စနေကြိုးဝင်ရင်စနေတက်ရောက်ရင်တော်တော်ဒုက္ခရောက်တယ်ဘဝပြတ်တယ်နော်အဲ့တော့အယံကိုတတိထားရတယ်ကြိုးစနေကြိုးအမှဇာတာနယ်ပဲတွတ်တွတ်နက်ခတ်နယ်ပဲတွတ်တွတ်တို့တက်ရောက်နယ်ပဲတွတ်တွတ်ဂျိုးအိမ်နယ်ပဲတွတ်တွတ်အဲ့တော့စနေကြိုးဝင်ပြီဆိုတာနဲ့ကိုဘဝတွေပြတ်ဒုက္ခရောက်တွေရောက်တယ်။တော့ချစ်ခင်တဲ့သူတွေနဲ့ကွဲတယ်။ဆင်းရဲဒုက္ခတွေကစနေကြိုးနဲ့ပတ်သက်တယ်။နော်ဆင်းရဲဒုက္ခတွေ ဆင်းရဲဒုက္ခတွေငိုကြွေးခြင်းတွေအစင်မပြေမှုတွေဒုက္ခတရားတွေဟာစနေကျုံနဲ့ပတ်သက်တယ်ဆိုပြီးတော့ယူရှိတယ်ပြီးတဲ့အခါမှာကိုကိုကဟုတ်ပြီကိုဆိုတာတော့ဂုံတော်ကိုပါကဏ္ဍထဲမှာဆိုအကြီးဆုံးပဲနော်ကိုကဏ္ဍဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ကဏ္ဍအဲ့တော့လောကီထွက်ရလန်းနဲ့ပတ်သက်တဲ့ကဏ္ဍကိုကဏ္ဍနော်အဲ့ကိုကဏ္ဍကဘာနဲ့ဘလောက်ပဲမြောင်မြောက်ကိုပဲပြန်ရတယ်ကိတ်လို့လည်းခေါ်တယ်ရွှေလို့လည်းခေါ်တယ်အဲ့တော့စနေကိုအစိုးတွေကိုနိုင်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါတယ် နော်စနေကျိုးရဲ့ဘေးဆိုးဒုက္ခဆိုးတွေကိုကိုးဆိုတဲ့ခဏန်းနဲ့နော်နှိမ်နှိမ်နှိမ်နဲ့ဓာတ်ဖြစ်ပါတယ်နောက်တစ်ချက်ကအဲ့မှာကိုးကရိုးရိုးကိုးမို့အင်္ဂလိပ်လိုပါကိုးဖြစ်နေတယ်အင်္ဂလိပ်အယူဆမှာကြတော့ကိုးခဏန်းကိုအင်္ဂါဂျိုကစိုးမှုပါတယ်နော်အဲ့တော့မြမဘေးရင်လောမြမဘေးရင်လောကမှာလေသတိထားရတဲ့ဂျိုနှလုံးရှိတယ်အဲ့ဂျိုနှလုံးကိုနိုင်နေရင်အဲ့လူကကြီးပွားတိုးတက်မှာချမ်းသာမှာအင်္ဂါဂျိုနဲ့စနေဂျိုပေါ့နော်အဲ့ဂျိုနှလုံးက အရေးကြီးတဲ့အထူးသတိထားရတဲ့ဂျူဖြစ်တယ်။အိုင်းနှစ်ခုကိုသတိထားရမှာဖြစ်ပါတယ်။အဲ့တော့အင်ဂျယ်နံပါတ်၁၄လုံးပေါ့နော်တေကနန်၄လုံး။အဲ့ဒီတေကနန်၄လုံးအကြောင်းကိုပြောတဲ့အခါမှာပထမဆုံးတေကနန်ဆိုတဲ့သဘောတရားကကျွန်တော်တို့စတင်ခြင်းပေါ့နော်။ထိတ်ဆုံးကကနန်ဦးစီးဦးဆောင်ကနန်ခေါင်းဆောင်ကနန်ဖြစ်ပါတယ်။အဲ့ဒီကနန်ရဲ့စွိုင်းရင်ကနေမင်းကိုကိုးစားပြုတဲ့အတွက်နေနဲ့ပတ်သက်တဲ့စွိုင်းရင်တိတ်ထီတွေရှိတယ်နော်။အဲ့တော့သူ့မှာဘဝနဲ့ပတ်သက်တဲ့နော်။ အသက်ရှင်တန်ခြင်းတွေအလင်းရောင်တွေ energy တွေကိုအပြည့်အဝပေးတဲ့ကဏ္ဍမျိုးဖြစ်ပါတယ်အဲ့ဒီဂျိုကိုကိုစားပြုတဲ့ဂျိုဖြစ်ပါတယ်ဥပမာတရက်နေမွေးတဲ့သူဆိုရင်လည်းသူ့မှာကတီထွန်ဖန်ပြီးတဲ့အသက်ဆန်းနေလောက်တက်တယ်စိတ်ကူးစိတ်တန်အသက်တွေပေါ်ပေါက်တက်တယ်နော်ခေါင်းဆောင်ကဏ္ဍအကြီးကဲတွေခေါင်းဆောင်တွေဖြစ်တဲ့ကဏ္ဍနဲ့မှာပါတယ်တက်ကဏ္ဍတွေကတာဝန်ယူတတ်တယ်တာဝန်ယူရဲတယ်ဟုတ်လားအဲ့တော့တက်ကဏ္ဍ၄လုံးဖြစ်လာတဲ့အတွက်နေမင်းရဲ့ အတ္တိတွေနင်မဲဆွမ်းအားတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်အင်ဂျင်နံပါတ်၁လေးလုံးဟာအဲ့ဒီတော့ကဘာတွေလုံးလို့ရလဲဆိုရင်အဲ့ဒီနေ့၁၇နာရီပဲဖြစ်ဖြစ်နေ့ကင်း၁၇နာရီပဲဖြစ်ဖြစ်ည၁၇နာရီပဲဖြစ်ဖြစ်เนาะအဲ့၁၇နာရီတွေမရဘူးဆိုရင်လည်းကိုအဆင်ပြေတဲ့အချိန်လောက်ပေါ့အဲ့တော့ကိုနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိုကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဘုရားတွေရှိမှဆူတောင်းရင်လည်းရတယ်တမန်တော်တွေရှိမှဆူတောင်းရင်လည်းရတယ်အဓိကတမန်တော်တွေเนาะလေချိတ်ဆက်တဲ့ကဏ္ဍမျိုးပေါ့တမန်တော်တွေကြီးမှာဆူတောင်းလဲရတယ် ဗုဒ္ဓဘာသာတွေအနေနဲ့ဆိုရင်လည်းတမာတွေကနတ်ကောင်းနဲ့မြတ်တယ်။နောက်မိမိနဲ့ပတ်သက်တယ်မိမိနဲ့သက်ဆိုင်တဲ့နော်ကိုယ်ပွဲတဲ့ဟလားပဋ္ဌာန်းဆက်ပုံကိုတွေနဲ့ရှိမှလဲဆူတောင်းလို့ရတယ်။ဆူတောင်းတဲ့အခါမှာအမွေးတိုင်းလေးထွန်းတာပေါ့နော်။ဘာမှတော့လူကြာမလို့လူပွဲပစ္စည်းကတော့ကိုယ်လူကျင်တာလူမဖြစ်မနေအမွေးတိုင်းလေးထွန်းတာနော်။အဲအမွေးတိုင်းသုံးလို့မရတဲ့သူကြောင့်ရေမွေးတွေဖြန်တာပဲမှာ။ထိုင်ပြီးတော့သေချာဆူတောင်းမယ်။အနည်းဆုံး5မိနစ်လောက်ပေါ့နော်။5မိနစ်10မိနစ်လောက်ဆူတောင်းရင်လည်းရပါ နော်ယုံကြည်တဲ့သူတွေပြုလုပ်နိုင်ပါတယ်မယုံကြည်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒါကျွန်တော်သိထားတာလေးကိုဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့အဆက်အသွယ်ပြတ်နေတဲ့သူတွေဆိုရင်အဆက်အသွယ်ရလာနိုင်တယ်ကိုယ်လုံငန်းအတွက်အကြံစီတွေးခေါ်တွေပေါ်ပေါက်လာနိုင်တယ်နော်အိမ်ထူကြတဲ့အိမ်မက်ကောင်းတွေမတ်နိုင်တဲ့အတိတ်ကောင်းတွေမိတ်ကောင်းတွေရနိုင်ပါတယ်အဲ့လိုပဲတေကနန်းလေးလုံးမှာမွေးတဲ့သူတွေရှိတယ်ထူးကျွန်တဲ့စာရေးဆရာတွေเนาะအဲဆန့်ပေါ့เนาะဆန့်ဒီ စတ်မအာယုံအကောင်းတဲ့သူတွေများပါတယ်တစ်လေးလုံးလေးလုံးထက်တယ်အဲ့တော့ကဘာကျော်လက္ခဏာဆရာကြီးကင်လို့ဆိုရင်တရက်17လ1860ခုနှစ်မှာမွေးတာဖြစ်ပါတယ်အဲ့ဆိုင်းဆရာကြီးဂျာနေကျော်ဥချစ်မောင်ဆိုရင်လည်း19ရက်တလ1973ခုနှစ်မှာမွေးတာဖြစ်ပါတယ်အဲ့တော့ကဗျာဆရာတင်မိုးတို့အရန်လေးစားရတယ်နော်19ရက်17လ1933ခုနှစ်မှာမွေးပါမွေးတာဖြစ်ပါတယ်တစ်ကနန်းလေးလုံးပေါ့နော် တော့17ရက်17လမှာမဟုတ်ဘူးအင်္ဂလိပ်ကူမှာတင်ကနန်းလေးလုံးပါရင်လည်းအဲ့လိုအစွမ်းသိတိအစွမ်းတတိတွေရှိတယ်သူတို့မှာကဒီစတမအာယုံလို့ခေါ်တယ်ဒီစံအရန်ကောင်းတယ်နော်စိတ်ကောလူရောအားသုံးခွန်တိုက်လုတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပထမဆုံးပုံကိုယ်တွေမမြင်ရတဲ့ပုံကိုယ်တွေရှိရတဲ့ဆက်သွယ်ရအောင်မက်ဆေ့ချ်ရအောင်ကွန်ဒရှင်တွေရအောင်အဲ့ရက်မှာဆူတောင်းပါအတိတ်ထံပြုပါနော်အားလုံးကနေတိုင်းများအားလုံးကျမ်းပါချမ်းသာကြပါစေ